တာနဲ့ကြီးဆိုတဲ့ညီညွတ်ချင်းအာပြီတော်မူလို့တဲ့အဲ့ကမဟာယာဇာဆွေတော်ရှိသောသာဂီဝမင်းအပေါင်းတို့ကပိလာကောကြီးရနှစ်ဖက်သောသာဂီဝမင်းအပေါင်းတို့ပြောခြင်းလို့တို့လို့ဆိုတော့ဒုံမင်းညာတကဒုံမင်းသင်တို့ဒီညာတကဆွေမျိုးတို့ကြီးဖြစ်ကုန်၏ အရင်ညာပြန်ပြီးတော့စစ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဖြင့်သာဂီဝနေနဲ့ကပိလဝကသာဂီဝနေနဲ့ကောဇီယကသာဂီဝနေဟာတကယ်ဆွေရင်းမျိုးရင်းကြီးတွေအဲဒီလိုကပိလဝသာဂီဝန်တို့ရဲ့အမတ်ကြီးကနေပြီးတော့ကောလီယသာဂီဝန်စခဲ့ရတာဖြစ်တယ်အဲဒါကြောင့်ဆွေရင်းမျိုးချတွေပါတဲ့ ညာတကေဟိနာမအညာမင်းညာသမေကေဟိသံမောဓမာနေဟိဘဝိတုံဝတ္တိညာတကေဟိနာမဆွေရင်းမျိုးချတို့မြည်သည့်အညာမင်းညာချင်းညာသမေကေဟိညင်းညုတ်ကုန်သည့်သံမောဓမာနေဟိနေလိုအားယဝမ်းမြောက်စကားပြောကြားနိုင်ရကုန်သည့်ဘူဝိတုံဖြစ်ခြင်းသာဝတ္တတိသင်လာပေ၏သူမျိုးဆိုတာညာမဖြစ်ရသမေကသမောဓနာသမောဓမာနဖြစ်ရမယ် ညာတကနံဖြင့်သာမေတိယသတိသစ္စာမိတာဩကာသံနလဘံတိဟိမိုင်းညာတကနံဆွေမျိုးတို့ဤသာမေတိယကိုယ်စိတ်နဲ့သိဉ္ဇဉ်ချင်းတွေတတိရှိလာတော့ပစ္စာမိတာယံသူတို့သည်ဩကာသံအခွင့်ကိုနလဘံတိမရနိုင်ကုန်ဆွေမျိုးချင်းညီမျိုးနေပြီဆိုရင်ဘေးရလူမဝန်ကုန်မရှိဘူး ဒိဋ္ဌံဒုတာဝမနုဿာဘုဒ္ဓမနုဿာဘုဒ္ဓလူရှိဖြစ်ကြတဲ့တရားတွေဆိုတာတာဝဒိဋ္ဌံဒုထားလိုက်ပါအောင်တော့အစေတနာနံဒုက္ခနံဒီတာမကိင္လတ်တုံဝတ္တိအစေတနာနံစေတနာမရှိကြတဲ့ဒုက္ခနံပြီးသစ်ပင်တို့အာတော်မတာမကိင္ကြီးညွချင်းဆိုတဲ့အင်အားကိုလတ်တုံညာခြင်းကဝတ္တတိသိမ့်မိ၏လူဆိုတာမပြောနဲ့သစ်ပင်တော်မှာတာမကိင္ရှိရမယ် အတိတသမိဟိမဝန္တပတိသိမဟာဝါတောသာလဝဏပါရိဟိမအိအတိတသမိအတိတ်အခါတုန်းကဟိမဝန္တပတိသိဟိမဝန္တရ၌မဟာဝါတောလေခြင်းမုန်တိုင်းသည်သာလဝဏအင်းညင်းတော်ကိုပါရိတိုက်ခတ်ခဲ့လေပြီတချိန်ကလေဟိမဝန္တပါအင်းရင်းတော်ကြီးကိုလေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ဘူးဤတသဗ္ဗနာသာလဝဏ္ဏက ပဏ္ဏသူပင်တိုက်ခညာတော်လီတသသာလဝနကထိုအင်းရင်တော်ကြီးကိုယ်တိုင်းကရုခကိစ္စဂုံဘလတ္တာဟိအပင်တွေချုံတွေနှွေးတွေတို့ဖြင့်အညမညာချင်းချင်းတမ္ပန်တ္တာ၁၄ရက်၁၄ရက်တွေ့တည်းရဲ့ဥမကွဲစိုက်မပြတ်နေကြခြင်းဟူသောအကြောင်းကြောင့်ဧကရုခံဒီတပင်ကိုမျှတော်လဲ ပါတိသုံးလေးစီခြင်းကအတ္တကွန်တော်မစွမ်းနိုင်သည့်ရှိ၍ဝါမစွမ်းနိုင်ပေမထကမထကိနေဝအင်းရင်းတော်ကြီးရဲ့အပေါ်အပေါ်ကသာစဉ်အဂမာတိလေပြင်းမုန်တိုင်းသည်သွားခဲ့ရလေသည်သူပင်ပေါင်းအညာစုပေါင်းပြီးတော့ခံတဲ့အတွက်တပင်မမလဲနိုင်ပဲသစ်ပင်ကြီးရဲ့ခေါင်းပေါ်ကကြီးတဲ့လေကျော်ကျော်ပြီးတော့သွားရတယ်တဲ့ ဧကံပဏ္ဏအင်္ဂနိအတိတံသာခဝိတပသံပန္နမိမာဒုက္ခံပဏ္ဏသူကဧကံတပင်တိကြီးအင်္ဂနိလွန်မြဲ၌ရှိတံပြည့်၍နေတော့သာခဝိတပသံပန္နပိအကိုက်အခက်အခွတ်တို့နှင့်ပြည်စုံသည်လေးဖြစ်သောမဟာဒုက္ခံသစ်ပင်ကြီးတပင်ကိုတော့အင်းကြီးရုခိအသမန္တတတခြားတစ်ပါးသောအသစ်ပင်တို့၌တွဲရှိ ဖွဲ့၍မနေခြင်းဟူသောအကြောင်းကြောင့်အုံမူလက်တော်အမြက်ကကျုံထောင်စီလျက်ဘူမိယံပါတိတိမြေသို့လဲကြစေခဲ့ပြီဣမိနာပိကာရဏိနာဤအကြောင်းကြောင့်လည်းပဲဒုံမေဟိသင်္ဆေရောရှိသံသာကေဝံပေါင်းတို့သည်သမေကေဟိသံမောဓမာနိညီညွတ်ဝမ်းမြောက်ကြကုန်သည်တို့သည်ဘဝိတုံဖြစ်ခြင်းကဝတ္တတိသင်ပါပေ၏ဒီအကြောင်းကြောင့်လည်းပဲသင်္ဆေရောမျိုးတော်တို့ဟာညီညီညွတ်ညွတ် နေဖို့သင်ပါတယ်လို့အဲ့ဒီအကြောင်းပြောတော့အဲ့ဒီအတိတ်အကြောင်းကဘယ်လိုဖြစ်တာတုံးဆိုတော့မျိုးတော်ဖြစ်တဲ့တာဂီဝန်တွေကကပိယကောလကပိလကောလိယတာဂီဝန်တွေကတောင်းပန်လို့မြတ်စွာဘုရားဒီဒီဘာရဏတိယယမနာတိရိသံကာရင်ဒီပထမဥပ္ပန္နဝတ္တဝနောမဟာရာဇာသဝီသာသနောဆွေတော်ရှစ်တောင်းမြင့်ပေါင်းတို့ အတိတေဒိဝေစွာရှိခါတို့ကဗာရဏတိယံပြမတ္တေရိသံကာရင်တိဗာရဏတိတိယဝေပြမတ္တမင်းပြုစဉ်ပထမဥပ္ပန္နောဝတ္တဝနောသဝိဝတ္တဝနောမဟာရာဇာရှိဥစွာဖြစ်နေတဲ့ဝတ္တဝနမင်းကြီးတိသဝိနတ်သက်ကျွေးခဲ့ပြီပထမခန့်ထားတဲ့ဝတ္တဝနမင်းကြီးနတ်သက်ကျွေးသွားတော့ဇာမင်းကဒုတိယတရားကိုဝတ္တဝနမင်းခန့် ဝုဇဝနမင်းခတ်တဲ့အခါကျတော့ရင်းဝုဇဝနမင်းကြီးကသူ့လက်ထက်ရောက်တော့ရက်ခါတိုင်းဝင်ဘုံကစိုးနဲ့တွေ့ယုတ်ကစိုးနဲ့တွေ့ကိုဘယ်လိုများပြန်နှံထုတ်တုံးဆိုတော့ရုခာကိစ္စဂုံမလာတဏံအတ္တနောအတ္တနောဒုဆနသာနေသူဝိမာနာနိကသံတုရုခာကိစ္စဂုံမလာတဏံသင်္သပ္ပိပင် နွေတစ်ပင်ပင်သောတစ်ပင်ခြုံတစ်ပင်ခြုံငွေတို့တွင်အတ္တနောအတ္တနောဒုက္ခနာကာနိမ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 ိတို့နှစ်သက်ရာရ၌ဝိမာနာနိသစ်ပင်ဒီဟူသောဗိမာန်တို့ကိုကဏ္ဍတို့ယူနိုင်ရတယ်။ဘာရဲ့နဲ့ပဲတွန်းမိတ္တနေထိုင်ရတဲ့ရက်ခတ်ဂိုင်းဝံဘုံမစိုးယုတ်ကတို့နာပေါင်းတို့သည်သစ်ပင်ပင်သောကြီးပဲဖြစ်ဖြစ် မြေကြီးမှာဝတ်ပြီးတော့ကြီးပွားတဲ့ခြုံရွယ်မျိုးပဲဖြစ်ဖြစ်ကိုကြိုက်တဲ့နေရာမှာသစ်ပင်ကြီးဟူသောဘုံဖိတ်မှများကိုသဘောကျတယ်လို့ယူနိုင်မှုရှိတယ်လို့ဒီလိုပြညာပေးလိုက်အဲ့လိုပြညာချက်ထုတ်တဲ့ဒီရဲ့ချိန်မှာဖရာအလောင်းသူတော်ကောင်းကဟိမွန်တာအတွင်အင်ဂျင်တော်ကြီးတဲမှာတခုသောအင်ဂျင်မင်းကြီးမှာမီ၍နေတော်မူတဲ့အခိုက်ချက် ီတော့ဖះအလောင်းယုတ်ကတုမင်းကဘာပြောရလဲသူရဲ့ဆွေမျိုးဖြစ်တဲ့ယုတ်ကတုဒီသူစကားနားထောင်တဲ့ယုတ်ကတုတွေ့ပန်းပြပြောဘုဇဝနမင်းကြီးကတော့ဖြင့်ဒီလိုရှင်းညာချက်ထုတ်ပြီးတုံမေးအမောင်းတို့ဒီဝိမာနာနီဗိမ္မာန်တို့ကိုကနန္တာကိုစီကိုငါယူကုန်ရသည်ရှိတော်အင်းနေသူအင်းကနေလွန်ပြင်း၌ရှိတည်သူဒီကုန်သောအသစ်ပင်တို့၌ ဝိမာဏဤဘိမှန်တို့ကိုမာကနထမယူကြနဲ့မောင်တို့ကိုစီကိုကဘိမှန်ရဲ့လို့ယူလို့ရှိရင်လူမြင်မပေါက်နေတဲ့တိဘိမှန်သွားပြီးဇာနဘိမှန်လို့သွားမယူကြနဲ့ဘာသာစင်စစ်တော်ကဤမသမိန်သာလဝနေဤငါယခုနေတဲ့အင်ဂျင်တော်ကြီးတဲ့၌မမဝိမာဏငါရဲ့ဘိမှန်ကိုပြိပါရတဲ့တော်ဝဉ္ဉံရဲ့ ခိတာရုခေသူတည်ကြတဲ့အင်းကြီးမေတို့၌ဝိမာနာနိပိမှန်တို့ကိုကနထယူကြကုန်ဒါမှလေးတိုက်မိုးတိုက်ခန္ဓာတိုးကြီးမှခံပါအဲ့ဒီလိုအလောင်းတော်ကပြောတော့အလောင်းတော်ရဲ့မိန့်ကျမ်းချက်ကိုသဘောကျတဲ့သူမျိုးနဲ့တွေ့သဘောကျတဲ့အခြားယုတ်ကသူဘုံဝသူနဲ့တွေ့ကဒါမှန်တယ်ထို့ပြီးတော့အလောင်းတော်ရဲ့ပါဝင်ခြင်းမှာရှိတဲ့အင်းကြီးမင်းတွေမှာကိုကြည့်ကောင်ကပြိမ့်ပါနေယူကြ ဒါနဗိမာန်ဒါနဗိမာန်ဆိုပြီးတော့ယောဂသူဒီသစ်ပင်ဒီပင်သူ့ဗိမာန်မှာပဲအဲဉာဏ်ပညာမဲ့တဲ့လက်တွေကြတော့ဘာပြန်တယ်လဲသူတို့ကဒိအမကံအထောရိညာဝိမာန်နေဟိအမကံသာတို့အရိညာဝိမာန်နေဟိတောမှာရှိတဲ့သစ်ပင်ဒီဟူတော့ဗိမာန်လို့ဖြင့်ဂိမ့်ပဲကျိုးရှိရနီလူချင်းမှုกว่าဟုတ်လားတော်မှရှိတဲ့ သစ်ပင်ဆိုတဲ့ပိမှန်တို့ဘာလုပ်ဖို့လဲဘာမှယူရှိဘူးလိုချင်ဘူးတဲ့မယံသာတို့ဒီကာမဏိမယာဇဒန္ဒီဒွာရိသူရွာတကားမြို့တကားမင်းနေကြည်တကားတို့၌ခိတဝိမာနာနိဒီရှိတဲ့သစ်ပင်ဒီဟုသောဘုံပိမှန်တို့ကိုကနေသာမှယူကြမယ်တို့ကတော့ရွာတကားမြို့တကားမင်းနေကြည်တကား မှာရှိတဲ့သစ်ပင်ကြီးများမှာသွားပြီးတော့ဓာတုဘုံပိမှန်လို့ယူမယ်။ဘာကြောင့်လဲလို့ဆိုတော့ဟိမန်ဟိကာမရယောရွာသတိတို့ကိုဥပါနိကာယအမိပြု၍ဝတ္တမန္တနေတရားမှန်သောဒေဝတာနတ်တို့သည်လာဘက်ကရတကပတ္တလတ်လာဘအထွတ်အထိတ်အရှင်ကဝါအကျော်အစောအထွတ်အထိပ်တို့ရောက်ရှိကြကုန်ဒီဝန်တိဖြစ်ကုန်၏အကျိုးအကျိုးကိုကြည့်လိုက်ရဟဏမြူနာ ရွာတို့ညီကုန်းတို့မြို့တို့မင်းနေကြီးတို့အလားမနေရတဲ့လက်တွေဟာတဲ့လူတကာပူဇော်ခံရတယ်လလဘာထွက်ထိတ်ရောက်တယ်အဲသူတို့မဆန်းတဲ့အင်မတန်တခုကြီးတဲ့စတဲ့ဖြစ်အရှိတ်အစိုးရတည်ပြီးတော့ကြီးတယ်ဒါကြောင့်တို့တော့ရွာနာညီကုန်းနာမြို့နာမင်းနေကြီးနာကရှိတဲ့သစ်ပင်ကြီးတွေသွားပြီးတော့တို့ဘုံဘိမ့်မှတ်မယ်ဆိုပြီးတော့သွားမှတ်ကြ မလုပ်ပြီလို့နောက်ရက်ကလေးလက်လေးတော်တော်ကြာညောင်းတော့လေပြေမုံကန်းကြီးရဲ့ကြီးကျယ်တိုက်လေမုံတိုင်းကြီးရဲ့ကြီးကျယ်ကျတိုက်တော့ခုလိုခုပြောသလိုလွန်မြန်မာသွားရောက်နေတဲ့ဟိုတပင်ဒီတပင်အပူသောခံမြင်တဲ့လက်တည်းရဲ့နေထိုင်ရာသစ်ပင်တွေအကုန်လုံးအမြင့်မိုးထောင်ပြီးတော့ညွန့်ထောင်မှောက်ရဲ့အကုန်လုံးလဲကုန်ရဲ့ တိတ်ကုန်ကလဲကုန်ဒီပင်ကလည်းဘယ်တော့မှပြန်မရှင်တော့အုံမူလစ်တော်ဆိုတာအမြင့်ကိုတခါလဲမိုးထောင်သွားလဲတာမျော်လင့်ညံ့မရှိတော့ဒီယုံကစိုးဆိုတာဒီသစ်ပင်သေးသားလို့ရှိရင်သူ့ဘုံဘုံမှပြက်တာနေစရာမရှိမရှိတော့မှဘုရားယောဟိမဝန္တာမအင်းကြီးတော်မှနေကြတယ် ဘုရားအလောင်းအမှုရှိတဲ့နတ်တွေကတော့အင်းကြီးတော်ကြီးကိုကတပင်နဲ့တပင်တကိုင်းနဲ့တကိုင်းအခက်ချင်းရှက်အရွက်ချင်းဆက်ပြီးတော့ပြပြီးတော့ကြိုးချင်းကယဉ်ညင်းအပ်ပြီးတော့လေးမုံတိုင်းဓာန်ကိုကြံ့ညံ့ခံတဲ့အတွက်ဒီလေးမုံတိုင်းတပင်မှလက်အောင်မတိုက်နိုင်ဘူးမတိုက်ဘဲနဲ့အင်းကြီးတော်ကြီးပေါ်ကြိုးကြိုးပြီးတော့သာလွှားရတာလေးမုံတိုင်းတစ်ချိန်လာလိုက်ပြန် ။အင်းကြီးတော်ကြီးကိုမဖြတ်နိုင်ပဲတော်ကြီးပေါ်ကြောကြောတာသွားရ။လေငင်းရတာသွားတယ်တပင်းမမလဲဘူး။အဲ့ဒီတော့မှကိုနေကဒီသစ်ပင်အလဲခံရတဲ့မြို့နာယွာနာနိကုန်းနာကယုတ်ကစိုးတွေကကလေးတွေလက်ဆွဲပြီးဟိဝန်တာတဲ့လား။ဘုရားကဖရာအလောင်းတို့နေတဲ့အင်းကြီးတော်ကြီးကရှိတဲ့နတ်တွေကိုလာပြီးတော့ကျုပ်တို့တော့ဒုက္ခပါပဲဒီအကြောင်းပြန်ပြောဒီသတင်းဖရာအလောင်းကြားတော်မူတဲ့အခါကျတော့ အလုံးယုတ်ကစိုးတို့ရဲ့အရှိအဝေးမှာဖရာလောင်းမှာဗာပြန်ပြောလေပဏိတန်နှံပညာရှိတို့ယောသနာတကားကိုအကရေတဝမနာယူငွေမြစ်ပစ္စယဌာနေမယုံကြည်စိတ်မချရတဲ့နေရနိုင်ကတနာမသွားရောက်ကြတဲ့သူတို့မြည်သည်ဧဝရူပါဝါဤသို့သဘောရှိကုန်သည်သာဝန်တိဖြစ်ကုန်၏ပညာရှိများစကားမနာယူပဲနဲ့စိတ်မချရတဲ့မယုံကြည်ရတဲ့နေရာသွားနေတဲ့လူဆိုတာဒီလိုဖြစ်မြဲပေါ့ကွယ် အဲဒီလိုသရပြေပြောပြီးတော့သာဓုသံဃုလာညာတိအပိလုခအရိညာသာဝါတောဝဟတိဧကထံဉာဏ်တံတိဝနပတိဒေဝတာယောဆွေမျိုးနာပေါင်းတို့သံဃုလာမြတ်စွာဘုရားညာတိဆွေမျိုးတို့သည် သမေကဝတ္တန္တတညီတညူတည်နေကြကုန်သည်ရှိတော်သာသူချင်းမွန်အမျက်လာပေကုန်ဤဝါချင်းမွန်အကောင်းမြတ်သူတစ်ပါးတို့မဖြစ်စီအပ်ပါပေကုန်မနုဿာလူတို့သည်တိတ်ဆန်းသူထားလိုက်ပါအောင်တော့အရိညာဇာတို့၌ပေါရောက်ကုန်သောဒုက္ခအပြီးသစ်ပင်တို့တော်မှာ ကံပဟုလာမြတ်စွာဘုရားသစ်ပင်တို့သည်တမကအညီအညွတ်ဒိဋ္ဌာမနာတိကုန်ပြီရှိတော်သာသူချီးမွမ်းအမြတ်လာပါပေကုန်၏လူဆိုတာမဆိုးထားလိုက်သည်တိုးမှပောက်တဲ့သစ်ပင်များတောင်မှတပင်နဲ့မหนีပဲနဲ့သစ်ပင်အများပုံပြီးတော့စုပြီးတော့ခံလို့ရှိရင်ဖြင့်အဲ့ဒါကောင်းတာပဲတဲ့ဘယ်ရန်သူမှမပြတ်မရှိနိုင်ဘူးညီညီရေးအင်းအားလို့ပြောလို့ ဝတောဝဟတိဧကဓမ္မံတံပိဝနပတိဝတောလေခြင်းမုံတိုင်းသည်ဧကဆံတပင်တဲ့လွန်မြမှာသွား၍ပေါက်ပေါက်နေသောယဟန်တံပိအလွန်မင်းကြည်ကျဲသည်လေးဖြစ်သောဝနပတိသောသူသစ်ပင်ကြီးကိုဝဟတိအမြင့်မိုးမျောရောက်အောင်တိုက်လဲဆောင်ခဲ့လေကြီးလို့ ဣရနဲ့ဣရအကြောင်းကိုအလောင်းတော်ပြောပြီးတော့ဗောဓိသတ္တောဖရာအလောင်းဒီဣမံကာရဏဣရအကြောင်းကိုကတိတော်ဟောကြား၍အာယုခရေအတ္တံကုံတော်မူသောကာလတရထာကံကတော်ကံအလျောစွာလာခဲ့လေကြီးတို့ဆိုလိုရင်းကတခုတကွဲတတုတကွဲဟိုကွဲဒီကွဲဒီလိုကွဲနေလို့ရှိရင်လောကတံလေးမုံတိုင်းတိုက်လို့ရှိရင်မခံနိုင်ဘူး တဲ့အမြင့်ပါပြုတ်ကုန်လိမ့်ဒီတော့သစ်ပင်ကြီးဟာတိုးဖွဲ့ပြီးနေသလိုကိုယ်ဆွေရှင်မျိုးတွေသဘောတူတဲ့သူတော်ကောင်းတွေဟာတဏှီတညွတ်ထက်နေပါမြတ်စွာဘုရားကလည်းပဲဗန္ဓာပိလူနာသူကြီးဆရာမြတ်စွာဘုရားလည်းပဲအထကထာကမူရင်းဖြစ်တဲ့ဒါကိဝနေကပိလကောဒီယဒါကိဝနေကိုဖျားဟောနေတဲ့ပုံကြောက်သွားပါသို့လို့ သန္တာပိလူနဲ့တူဤဆရာမြတ်စွာဘုရားကလည်းမဟာယာသာသွေးတော်ရှစ်တောင်းမင်းအပေါင်းတို့ဧဝံဤတို့လင်ညာတကညာတကေဟိအစီညာတကနံဆွေမျိုးတို့အားကာမဂီယေဝညီညွတ်ချင်းကိုသာလင်လာတုံရခြင်းကဝတ္တတိသိမေ၏အင်းရင်တော်ကြီးအတူသွေမျိုးဖြစ်တဲ့ သင်တို့မှာလည်းပဲညီညွတ်မှုဆိုတဲ့အင်အားရမတော်မယ်ရမသင့်မယ်မရရင်မတော်ဘူးသံဃာမထို့ကြောင့်ဒုံမီသင်တို့သည်သမဂိညီညွတ်ကုန်ပြီဖြစ်၍သံဃောဓမ္မနေဟိနိလိုအာယံဒုံမီသင်တို့သည်သမဂိညီညွတ်ကုန်ပြီဖြစ်၍သံဃောဓမ္မနာနိလိုအာယံဝမ်းမြောက်ကြကုန်ပြီဖြစ်၍ တိယသံဝါသမေဝချင်းချင်းချစ်ခင်ပေါင်းသိင်၍နေထိုင်ခြင်းကိုသာလင်ဝဇ္ဇထနေကြစေကုန်ခြင်းဤဤတိဤတို့ဣမံဓမ္မဒေသနာဤယုခဓမ္မသတ်တရားဒေသနာတို့မြတ်ကိုအာရိတ်ကြွားဆောင်၍အနုသန္ဓိရှိစကားနောက်စကားမူလစကားနေယခုအပြားစကားသက္ကအဆက်အဆက်ကိုပတိတဝဆက်ဆက်ပြီးသက္ကလာတရာထိုစဉ်ကာလကအပန္တိတ ဒေဝတာပလိမ္မာတဲ့တရာထူးခြင်းကာလကဒေဝတာအလောင်းတော်ရဲ့စကားနားဆောင်ကြတဲ့နာပေါင်းတို့သည်ဣဒာနိယခုအခါ၌ဗုဒ္ဓပရိသာငါဖျားရဲ့ပရိသတ်၄ပါးတို့သည်အဟေသုံးဖြစ်ကြကုန်၏ပန္တိတဒေဝတာပဏ္ဏကြီးညာရှိတဲ့အင်ကြီးမင်းသောနမင်းဒီကဟမေဝလူသုံးပါးတို့၏ဆရာငါဖျားသည်ပင်ဟောသိမ့်ဖြစ်ခဲ့လေပြီဣတိဤတို့ ဇာတကံရုခဓမ္မသတ္တောကိုသမောဓာနေတိပေါင်းရကြတော်မူ၏လို့ဒီမှာသာမက်ကြီးညှို့ချင်းရဲ့အင်အားကိုဖော်ပြပြီးတော့ဒုက္ခဓမ္မသတ္တကိုဟော